်ယူကရိန်းဟာရုရှားလီဒါစခန်းတွေနဲ့ခရိုင်းမီးယားတရားကိုတိုက်ခိုက်ပြီးနောက်ပိုင်းမှာရုရှားရဲ့ရေနံကိုရောင်တွေလက်နက်စက်ရုံတွေပါဝင်အရေးကြီးတဲ့ပြစ်မှတ်တွေကိုကြီးမားတဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာယူကရိန်းရဲ့စစ်ပွဲအတွင်းမှာစွမ်းအားနဲ့ဩဇာအာဏာတွေပုံမကြီးထွားလာနေတယ်ဆိုတာကိုပြသနေပြီးရုရှားသမ္မတဗလာဒီမာပူတင်အတွက်လည်းနောက်ထပ်အကြီးအကျယ်ဒုက္ခပေးတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။ဇွန်လ6ရက်နေ့မနက်အစောပိုင်းမှာယူကရိန်းတပ်ဖွဲ့တွေဟာရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကိုပါ drone တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီထဲကားတစ်ခုကတော့ရုရှားနိုင်ငံ Angels မြို့မှာရှိတဲ့ Crystal ရေနံကိုရောင်ပါ။ဒီကိုရောင်ဟာ Ukraine ကနေမိုင်း390လောက်ဝေးတဲ့ Saratov Oblast မှာတည်ရှိပါတယ်။ Ukraine အနေနဲ့ဒီရေနံကိုရောင်ကိုပိတ်မှတ်ထားတာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ဒီနှစ်စောပိုင်း January လ8ရက်နေ့ကလည်းဒီရေနံကိုရောင်ကို drone နဲ့တိုက်ခိုက်ခဲ့မှုပါတယ်။အဲ့ဒီတော့ကလောင်သာစီဂါလန်တန်းပေါင်းများစွာတူလောင်နိုင်တဲ့ စီတိုင်ကြီး၃လုံးပြန်စီခဲ့ပြီးနောက်ထပ်၆လုံးနဲ့ထိခိုက်ခဲ့ပါတယ်။တပတ်မပြည့်ခင်ဇန်နဝါရီလ14ရက်နေ့မှာပထမတိုက်ခိုက်မှုက မီးရေတောင်မငိမ့်သိခင်ယူကရိန်းကထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်။အရင်နောက်ပိုင်းမှာတော့ဒီနေရာဟာတိတ်ဆိတ်နေခဲ့ရကအခုမှထပ်မံတိုက်ခိုက်ခံရတာပါ။ဒီတကြိမ် drone တိုက်ခိုက်မှုကတော့အကြီးအကျယ်ပါပဲ။ Angels မြို့ကန်တွေကပောက်ကွဲတဲ့အနည်းဆုံး၁၀ကြိမ်ကြားရတယ်လို့ပြောကြပြီးနောက်ရေနံကိုယ်တော်မှာမီးလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။ ဗီဒီယိုဖိုင်တွေလည်း online မှာအမြန်ပြန့်နှံ့ခဲ့ပါတယ်။ဗီဒီယိုတွေထဲမှာလေချောင်းရံကာဝေးရေးအိုအော်တန်တွေကြားရပြီးရေနံကိုတောင်ပေါ်ကနေမီးတောက်ကြီးတွေနဲ့မီးကိုလုံးကြီးတွေထွက်ပေါ်နေတာကိုတွေ့ရပါတယ်။ဗီဒီယိုကိုသေချာကြည့်ရင်စီတိုင်းကြီးအနည်းဆုံး၃လုံးမီးလောင်နေပုံရပါမယ်။ပြစည်းဆုံးရှုံးမှုအတိုင်းအတာပြေဆုံးတော့မသိရသေးပါဘူးယူကရိန်းကာဝေးတပ်ဖွဲ့တွေကတိုက်တိုက်ခိုက်မှုအတွက်တာဝန်ယူကြောင်းကြေညာခဲ့ပါတယ်ယူကရိန်းတပ်မတော်ထွေထွေဝန်တန်းအဖွဲ့ချုပ်ကသူတို့ရဲ့ Telegram မှာ ယူကရိန်းကဝေးတပ်ဖွဲ့တွေကကြိုတင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ရန်သူရဲ့ကြီးမားတဲ့ပြစ်ခတ်မှုမတိုင်ခင်ရန်သူလေရင်ခွင်းနေနဲ့အရေးကြီးတဲ့စစ်ရေးပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ6ရက်နေ့ညကဆာရာတော့ဒေတာရှိအင်ဂျယ်စ်လေရင်ခွင်းကိုအောင်မြင်စွာတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာယူကရိန်းလုံခြုံရေးတပ်ဖွဲ့ရဲ့စစ်စင်ရေးပြီးကြံရှိနေတဲ့ရန်သူလေရင်တွေစုစည်းရနေရဖြစ်ပါတယ်လို့ကြေညာထားပါတယ်။တိုက်ခိုက်မှုအသေးစိတ်ကိုလည်းထပ်မံဖြည့်ဆွတ်ခဲ့ပါသေးတယ်။ ဆာရာတော့ဖ်ဒေတာမှာစီနဲ့ချောစီတိုင်းကြီးအ ਨੇ စုံသုံးလုံးကိုထိမှန်မှုများစွာရှိခဲ့ပြီးမိလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။မိကိုမငိမ့်တနိုင်နဲ့မငိမ့်တနိုင်မဲမိကိုရိအများပြားထွက်နေပါတယ်။ပြစ်မှတ် area မှာပောက်ကွဲမှုဒါဇင်ပေါင်းများစွာမှတ်တမ်းတင်ထားပါတယ်။ပျက်စီးမှုဆုံးရှုံးမှုအသေးစိတ်ကိုစီစစ်နေပါတယ်လို့ဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ရုရှားဘက်ကဒေတာအုပ်ချုပ်ရေးမှူး Roman Busajin ရဲ့ထုတ်ပြန်ချက်ကမရှင်းမလင်းဖြစ်နေပါတယ်။အုပ်ချုပ်ရေးမှူးက Angels ရှိစက်မှုလုပ်ငန်းတစ်ခုမှာမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ပဲပြောပြီးအသေးစိတ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ဒီဂျီနန်ဂူရောင်ဟာယူကရိန်းအတွက်ဘာကြောင့်အရေးပါတဲ့ပြစ်မှတ်ဖြစ်တာလဲဆိုတော့ခရစ်စတယ်ဂျီနန်ဂူရောင်ဟာအနီးအနားက Angels 2 Liters Can ကိုတိုက်ရိုက်စီးဖြည့်ပေးပါဗါတယ်။အဲ့ဒီ Liters Can မှာရုရှားရဲ့ TU95X, TU22S နဲ့ TU160S လိုမျိုးမဟာပြွာမြောက်ဘုံကျဲလေယာဉ်တွေထားရှိပါဗါတယ်။ဒီလေယာဉ်တွေကိုရုရှားက KF KF လို့ယူကရိန်းမျိုးတွေကို ခရစ်ဒုံဂျီတွေထပ်ခါတလဲလဲပြစ်လွှတ်ရမှာအသုံးပြုပါရယ်ဒီလိုနေရာတွေကိုပြစ်မှတ်ထားပြီးစီထောက်ပံ့မှုတွေနဲ့အခြေခံအဆောက်အုံတွေကိုဖျက်ဆီးခြင်းအဖြစ်ယူကရိန်းဟာရုရှားရဲ့စင်ရံတရားကိုကြီးမားပြင်းထန်တဲ့ထုံးနဲ့ချက်တွေပေးနိုင်ပါရယ်လူဝင်အားအရရုရှားကိုမရှင်းနိုင်ဘူးဆိုတာယူကရိန်းကကောင်းကောင်းသိပါရယ်ယူကရိန်းမှာတသား9သိန်းကနေတသန်းကျားရှိပြီးရုရှားမှာတော့1.3သန်းကျော်ရှိပါရယ်တခြားနေရာတွေမှာလည်းယူကရိန်းကရုရှားကိုမရှင်းနိုင်ပါဘူး ရုရှားမှာလေယာဉ်စီးရေ3689စီးရှိပြီးယူကရိန်းမှာ260စီးပဲရှိပါတယ်။ရေတိုက်အင်အားနဲ့တင်ကားတန်ချက်ကားချင်းတွေလည်းရုရှားမှာအများကြီးပိုများပါတယ်။ရုရှားမှာတင်ကား9850လောက်နဲ့တန်ချက်ကားချင်း33000ကျော်ရှိပြီးယူကရိန်းမှာတော့တင်ကား1100လောက်နဲ့တန်ချက်ကားချင်း18920လောက်ပဲရှိပါတယ်။ဒါပေမဲ့စစ်တပ်အင်အားချင်းအများကြီးကွာခြားနေပေမဲ့ယူကရိန်းဟာဒီလိုမျိုးပြူဟာကြတဲ့လှုပ်ရှားမှုတွေကြောင့် ရုရှားထက်သာတယ်ဆိုတာထက်ခါတလဲလဲသက်သေပြနိုင်ခဲ့ပါတယ်။မကြသေးမီရဲတပ်ပတ်တွေနဲ့လရီအတွင်းမှာယူကရိန်းတပ်ဖွဲ့တွေဟာသိမ်းပိုက်ထားတဲ့ဒေသတွေနဲ့ရုရှားနိုင်ငံအတွင်းကအရေးကြီးတဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့စစ်ရေးနေရာတွေကိုထက်ခါတလဲလဲတိုက်ခိုက်ခဲ့ပြီးဒီတိုက်ခိုက်မှုတိုင်းကရုရှားအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေနှောင့်နှေးမှုတွေနဲ့ရှုပ်ထွေးမှုတွေကိုဖြစ်စေပါတယ်။ရုရှားဟာအင်ဂျယ်စကတိုက်ခိုက်မှုအပြင်တခြားနေရာတွေမှာပါယူကရိန်း drone တွေရဲ့ရိုက်ခတ်မှုကိုခံစားနေရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာရုရှားရဲ့အရေးကြီးတဲ့စစ်ဘက်ဆက်ယုံတစ်ခုဖြစ်တဲ့ Miturings မြို့ Tambov Oblast မှာရှိတဲ့ Progress ဆက်ယုံကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။အစောပိုင်းသတင်းတွေအရ drone တစ်စီးတည်းသာဒီဆက်ယုံကိုထိမှန်ခဲ့တာပါ။ဒါပေမဲ့ဒီ drone တစ်စီးကပဲကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေခဲ့ပြီးထိခိုက်ဒဏ်ရာရမှုတွေမိလောင်မှုတွေအလုံယုံကြီးရဲ့ဘူခမ်းမှခေါင်မိုးပြိုကျမှုတွေတောင်ဖြစ်ခဲ့တယ်လို့အတိပပြုတ်နိုင်သေးတဲ့သတင်းတွေကဖော်ပြပါဗျာ။ အင်ဂျယ်စ်ဂျီနန်ဂူရောင်လိုပဲ Progress ဆက်ယုံဟာယူကရိန်းအတွက်ပြစ်မှတ်အသင့်မဟုတ်ပါဘူး။သူတို့ရဲ့တပ်ဖွဲ့တွေဟာဒီရုရှားဆက်ယုံကို2024ခုနှစ်ဒီဇင်ဘာလတုန်းကလည်းတိုက်ခိုက်ခဲ့မှုပါတယ်။အဲဒီတုန်းကလည်းနီနာကမျိုးကန်တွေကဆက်ယုံကိုထိမှန်ပြီးပျက်စီးတာတွေကိုမြင်တွေ့ခဲ့ရတယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။ဒီလိုဆက်ယုံမျိုးကိုယူကရိန်းကဘာကြောင့်ပြစ်မှတ်ထားခြင်းလဲဆိုတာပြောပြခြင်းပါတယ်။ Progress ဆက်ယုံဟာရုရှားစစ်ရေးရန်ရရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုပါ။ စစ်ဘက်လေကြောင်းနည်းပညာနဲ့ဒုံးကျည်ထိန်းချုပ်ရေးစနစ်တွေအတွက်နည်းပညာမြင့်ပစ္စည်းတွေထုတ်လုပ်ရမှာအထူးပြုပါရစေ။သူတို့ထုတ်လုပ်တဲ့ပစ္စည်းတွေကရုရှားကယူကရိန်းကိုနေ့စဉ်နဲ့မျှတိုက်ခိုက်ဖို့အသုံးပြုနေတဲ့လေယာဉ်တွေဒုံးကျည်ပြစ်လွတ်ဆက်တွေနဲ့ရဟတ်ယာဉ်တွေကိုအဖြေပေးပါရစေ။ဒီဆက်ယုံဟာအရက်ဘတ်သုံးပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေတန်ငွေနဲ့ရေနံပိုက်လိုင်းတွေအတွက်ပစ္စည်းတွေကိုလည်းထုတ်လုပ်ပါရစေ။တောင်ဝင် United ဝန်ဆောင်မှုအဖွဲ့အစည်းနဲ့မဟာပြူဟာလေးလာရေးနိုင်ငံတကာအဖွဲ့အစည်းတို့ရဲ့အစည်းအဝေးခန်းစားတစ်စောင်ရ ရုရှားတင်ကားတွေနဲ့တန်ချက်ကဂျင်တွေရဲ့85ရာခိုင်နှုန်းလောက်ဟာဆိုဗီယက်ခေတ်ကစစ်လက်နက်ပစ္စည်းတွေဖြစ်တယ်လို့ခန့်မှန်းထားပါတယ်။ဒီပစ္စည်းတွေကလည်းတဖြည်းဖြည်းကုန်ခန်းလာတာကြောင့်ရုရှားအနေနဲ့စစ်လက်နက်အစ်စ်တွေကိုမြန်မြန်ဆန်ဆန်နဲ့ထိထိရောက်ရောက်ထုတ်လုပ်ဖို့ဖိအားတွေပုံများလာပါတယ်။ဒါကိုလုပ်ဖို့အတွက် Progress လို့စက်ရုံတွေဟာ24နာရီပတ်လုံးအပြည့်အဝလည်ပတ်နိုင်ဖို့လိုအပ်ပါတယ်။လက်ရှိအနေထားအရရုရှားရဲ့ထုတ်လုပ်မှုနှုန်းကလုံးဝမလုံလောက်သေးပါဘူး။ ယူကရိန်းရဲ့ဇွန်လ6ရက်နေ့တိုက်ခိုက်မှုတွေဟာရုရှားမြို့တော်မော်စကိုနဲ့နီနီနနအထိရောက်ရှိခဲ့ပါတယ်။ Astra သတင်းဌာနရဲ့ Telegram Channel ကအစီရင်ခံတာတွေအရစာဖတ်သူတွေက Naro Formix Area မှာပောက်ကွဲသံတွေကြားခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒီမြို့ဟာ Moscow Oblast မှာရှိပြီးမြို့တော်ရဲ့အနောက်တောင်ဘက်မိုင်40လောက်အကွာမှာတည်ရှိပါတယ်။ဒီနေရာမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုအသေးစိတ်မသိရသေးပေမဲ့ရုရှားကချိန်ချောက်ခံရတယ်လို့ယူဆပုံရပါတယ်။ ဒိုမိုဒေတိုဗိုနဲ့ဇူကိုစကီလိုမော်စကိုရဲ့အထက်ကလေသိန်းနှစ်ခုကိုအယက်သားလင်းရင်ပြန်တမ်းမှုဘေးကင်းရေးကိုအာမခံရန်ဆိုပြီးယာယီပိတ်ခဲ့ပါတယ်။အဲဒီလေသိန်းတွေဟာပြန်ဖွင့်ထားပေမဲ့ဒီနေရာတွေနဲ့ရုရှားတဝမ်းရှိလေသိန်းတွေဟာမကြသေးမီကယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေကြောင့်ယာယီရန်နာခဲ့ရပါတယ်။မော်စကိုမြို့ရဝင်စာကေးဆိုပါယာနင်ကလည်းဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားသတင်းရင်းမြစ်ကိုတော့အပြည့်အစုံယုံကြည်လို့မရပါဘူး။ ဆိုပန်အနေကကာကွယ်ရေးဝန်ကြီးဌာနရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက မော်စကိုဘက်ပြန်တမ်းလာတဲ့ drone 6စီးကိုဖျက်ဆီးခဲ့ပါတယ်။အရေးပေါ်ဝန်ဆောင်မှုကယ်ဆယ်ရေးလုပ်ငန်းတွေလည်းအပြတ်စီးကြတဲ့နေရာမှာအလုပ်လုပ်နေပါတယ်လို့ပြောခဲ့ပါတယ်။ယူကရိန်းရဲ့မြို့တော် KF ကတော့ရုရှားစစ်တပ်ရဲ့မကြာခဏဘုံကျဲတိုက်ခိုက်မှုတွေကိုခံနေရပါတယ်။ပုံမှန် drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်အဆောက်အုံတွေပြိုကျပြီးတမိုင်းဝင်အဆောက်အုံတွေပျက်စီးကုန်ကစစ်သားရောအရက်သားပါထိခိုက်သေးဆုံးမှုတွေဖြစ်ပေါ်နေပါတယ်။ ယူကရိန်းသားမော်စကိုကိုပြန်လည်တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံတော်ဝန်ကစိတ်ဓာတ်တွေမြင့်တက်လာမှာဖြစ်ပြီးခရမလင်မှာလည်းထိတ်လန့်တုံ့နှုံမှုတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။မော်စကိုရဲ့အရှေ့တောင်ဘက် Ryazan Oblast မှာလည်းယူကရိန်း drone လှုပ်ရှားမှုတွေထပ်မံတွေ့ရှိခဲ့ပါတယ်။ယူကရိန်းဟာ Dyglivo မခိုင်မှာရှိတဲ့ Dyglivo လေတပ်စခန်းကိုပိတ်မှတ်ထားခဲ့တယ်လို့ယုံကြည်ရပါတယ်။မြုပ်ခန့်တွေရိုက်ကူးထားတဲ့ဗီဒီယိုတွေမှာ drone တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့မိโกလုံးကြီးတွေကိုတွေ့ရပါတယ် မနီမွေးက Povilsels ရွာနာမှာလေတီချာမိလောင်မှုတစ်ခုဖြစ်ပွားခဲ့ပေမဲ့ Ukraine drone တိုက်ခိုက်မှုကြောင့်ဖြစ်တယ်ဆိုတာကိုတော့အတိအမပြုနိုင်သေးပါဘူး Ukraine တပ်မတော်ကဒီတိုက်ခိုက်မှုတွေအတွက်တာဝန်ယူကြောင်းအတည်ပြုခဲ့ပါတယ်တပ်မတော်ထွေထွေအတွင်းမှုချုပ်ရဲ့ Telegram channel ကမူရင်းထုတ်ပြန်ကြမှာ Ukraine နိုင်ငံကိုဒုံးကျည်နဲ့တိုက်ခိုက်ဖို့အသုံးပြုတဲ့စီဖြည့်လေရင်တွေနဲ့လေရင်ပူးတဲ့တိုက်ခိုက်ရေးလေရင်တွေအခြေစိုက်တဲ့ Rails and Data ရှိ ဒါအီဂီလီဗိုလေရင်ကွင်းကိုလည်းထိမှန်ခဲ့ပါတယ်လို့យေတာထားပါတယ်။ဒါဟာမကြာသေးမီကယူကရိန်းရဲ့စစ်ရေးဗျူဟာတွေမှာတွေ့ရတဲ့ပုံစံအတိုင်းပါပဲ။ယူကရိန်းဟာရုရှားကိုအတွင်းကနေအားနည်းနေအောင်ကြိုးစားနေတာပါ။လေဒါစကန်တွေလေရင်ကွင်းတွေဂိုဒေါင်တွေစက်ရုံတွေတိုးလောင်ရုံတွေစတာတွေကိုတိုက်ခိုက်ပြီးရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့စစ်ဘက်တုံးပစ္စည်းတွေကိုပြင်းပြင်းထန်ထန်ထိခိုက်စေဖို့မျှော်လင့်နေပါတယ်။ရုရှားကယူကရိန်းမှာရက်သားဆောက်အုံတွေကို ထက်ခါတလဲလဲတိုက်ခိုက်နေတယ်လို့အရသားအဆောက်အုံတွေကိုတိုက်ခိုက်တာမျိုးမဟုတ်ပါဘူးပျက်စီးဆုံးရှုံးမှုအတိုင်းအတာကမရှင်းမလင်းဖြစ်နေပေမဲ့မိလောင်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ထောက်ထားတွေကရုရှားအတွက်ပြင်းထန်တဲ့ပြဿနာတွေကိုဖြစ်စေခဲ့တယ်ဆိုတာကိုပြသနေပါတယ်ရုရှားအတွက်ဆိုးရတဲ့သတင်းတွေကဒီမှာနေမပြီးသေးပါဘူးတိမ့်ပိုက်ထားပြီးရုရှားနိုင်ငံဖြစ်တတ်မှတ်ထားတဲ့ခရိုင်းမီးယားကျွန်းဆွယ်တစ်လျှောက်လုံးမှာလေလေကြောင်းရန်ကာဝေးအိုးအော်တန်တွေထွက်ပေါ်ခဲ့ပြီးဒုံးကျည်ဒဇင်းထိမှန်ခဲ့တယ်လို့သတင်းရရှိပါတယ် ဖီယိုဒိုစီယာမျိုးနဲ့ဇာအိုဇာနီအပါအဝင် နေရာများပြားမှာပေါက်ကွဲတံတွေကြားခဲ့ရပါတယ်။ဒါဟာခရိုင်းမီးယားကိုရုရှားပြည်မကြီးနဲ့ဆက်သွယ်ထားတဲ့ကတ်တံတားကိုယူကရိန်းတပ်မတော်ကမကြာသေးမီကတိုက်ခိုက်ခဲ့ပြီးနောက်ဖြစ်ပေါ်လာတာပါ။ယူကရိန်းကဒီတံတားကိုတရားမဝင်စောက်ထားတဲ့စောက်အုံနဲ့ရုရှားရဲ့ဖိနှိပ်မှုရန်လိုမှုရဲ့သင်္ကေတအဖြစ်ရှုမြင်တာကြောင့်ကျူးကျော်စစ်အစိုးပိုင်းကလေးကအဓိကပြစ်မှတ်ဖြစ်သတ်မှတ်ထားခဲ့ပါဗျ။ ဒီဆက်နမိုင်ရှိတဲ့ဒလားကိုယူကရိန်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပြီးအကြိမ်များစွာယာယီအသုံးပြုလို့မရအောင်လုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးတိုက်ခိုက်မှုကတော့ဇွန်လ3ရက်နေ့မနက်အစောပိုင်းမှာတရားရဲ့အဆောက်အအုံအောက်မှာရေအောက်ဘုံတွေထားပြီးဖောက်ခွဲခဲ့တာပါ။ဒါကတရားကိုခဏတာရပ်ဆိုင်းသွားခဲ့ပေမဲ့ရုရှားကတော့အခုဆိုရင်အပြည့်အဝပြန်လဲလေပတ်နေပြီလို့သတင်းထုတ်ပြန်ထားပါတယ်။ယူကရိန်းရဲ့ဇွန်လ6ရက်နေ့တိုက်ခိုက်မှုတွေရဲ့နောက်ဆုံးသိရှိရတဲ့ပြည်မှန်ကတော့ ယူကရိန်းနယ်စပ်နဲ့အလွန်နီးကပ်တဲ့ရုရှားရဲ့အဓိကမြို့ကြီးတွေကတော့အခုဖြစ်တဲ့ဘဲဂိုရော့မှာဖြစ်ပါတယ်။အဲဒီမှာရုရှားရထားအင်ဂျင်တစ်လုံးဟာတန်လန်းအောက်ကပေါက်ကွဲပစ္စည်းတစ်ခုကြောင့်လမ်းချော်သွားခဲ့တယ်လို့သတင်းရရှိပြီးတော့ရုရှားအနာဘိုင်းတွေကယူကရိန်းနဲ့ပတ်သက်နေတယ်လို့တန်တရားရှိပါတယ်။ဘဲဂိုရော့အော့ဘလက်စ်အုပ်ချုပ်ရေးမှူးဗျာချက်စလော့ဖ်ဂလက်ကော့ဖ်က ဖြစ်စဉ်အသေးစိတ်ကိုပရိုကိုရော့ဖ်စကီးခရိုင်မှာအရန်ဒီဇယ်ရထားအင်ဂျင်တစ်လုံးလမ်းချော်သွားခဲ့ပါတယ်။ ရဟုဒရင်အချက်လက်ရာတန်လန်းအောက်မှာထားတဲ့ပောက်ကွဲပစ္စည်းကြောင့်ဖြစ်တာပါထိခိုက်ဒေဆုံးသူမရှိပါဘူးယထာခီးစဉ်တွင်နှစ်နာရီခွဲကြာနှောင့်နေခဲ့ပါတယ်ဒါပေမဲ့အခုတော့ယထာအလုံးအချိန်စရာအတိုင်းပြေဆွဲနေပါပြီတန်လန်းတစိုက်တစ်ပိုင်းပျက်စီးခဲ့ပါတယ်ပြုပြင်အဖွဲ့ကပျက်စီးနေတဲ့တန်လန်းအပိုင်းကိုစတင်ပြုပြင်နေပါပြီလို့ဖော်ပြထားပါတယ်ယူကရိန်းတပ်မတော်ကဒီတိုက်ခိုက်မှုအတွက်တောင်းဝင်ယူတောင်းအခုထိထုတ်ပြန်ပြောဆိုခြင်းမရှိသေးသလို Telegram ကတက်မတော်အထွေထွေဝန်တန်းဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှလည်းဖော်ပြထားခြင်းမရှိပါဘူး။သို့တော့လည်းအဲ့ဒီထုတ်ပြန်ချက်ကအချက်တစ်ချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။ Russia Federation ရဲ့ Ukraine ပေါ်လက်နက်ကင်ရလုံမှုလုံးဝရပ်တန့်သွားသည့်အထိစစ်ရေးအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်သွားမှာပါတဲ့။အတူတူပြောရရင် Ukraine ကရပ်မှာမဟုတ်ပါဘူး။ Russia အနေနဲ့ Ukraine ပြည်သူတွေနဲ့မြို့တွေကိုရက်ဆက်စွာတိုက်ခိုက်နေတာတွေကိုခွင့်ပြုမှာမဟုတ်ပါဘူး။ ယူကရိန်းမှာပြန်လည်တိုက်ခိုက်နိုင်တဲ့စွမ်းအားနဲ့အခွင့်အာဏာရှိနေပါပြီ။နေတိုးမဟာမိတ်တွေကယူကရိန်းကိုအနောက်တိုင်းလက်နက်တွေရုရှားနိုင်ငံပေါ်မှာအသုံးပြုခွင့်ပြုဖို့မကြသေးမီကသဘောတူခဲ့ပါတယ်။ဒီစစ်ပွဲမပြီးမချင်းယူကရိန်းဟာဆက်လက်တိုက်ခိုက်သွားမှာပါ။ဒီအခြေအနေတွေကြောင့်ရုရှားဟာသူ့ရဲ့အာထုံမှုအလုံးကိုထိုးစစ်ဆင်တဲ့လုပ်ငန်းတွေပေါ်မှာပဲအာရုံစိုက်လို့မရတော့ပါဘူး။အခုဆိုရင်နောက်ွယ်ကနေဖြစ်နိုင်တဲ့တိုက်ခိုက်မှုတွေကိုပါစဉ်းစားလာရပြီဖြစ်ပြီးသူ့ရဲ့ရေနံချက်ဆက်ယုံတွေဆက်ယုံတွေ လေရင်ကွင်းတွေကိုကာကွယ်ဖို့အတွက်အချိန်နဲ့စွမ်းအင်တွေရင်းနှီးမြှုပ်နှံလာရပါပြီ။ယူကရိန်းရဲ့မကြသေးမီက Operation Spider vs စစ်စင်ကြီးကတတ်သိပြခဲ့တယ်လို့ဘယ်ပြစ်မှတ်မှကင်းလွတ်ခြင်းမရှိဘဲရုရှားမှာဘယ်နေရာမှလုံးဝမလုံခြုံဘူးဆိုတာကိုပြသခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုမှာယူကရိန်းဟာ drone ဓာတ်သင်္ဘောများစွာကိုရုရှားနေပြည်အတွင်းမိုက်ထိအောင်မြင်စွာခိုးယူတည်ဆောင်နိုင်ခဲ့ပါတယ်။ drone တွေကို truck ကားတွေထဲမှာခေါင်မိုးပြန်ဖွင့်နိုင်တဲ့အထိအောက်မှာဖွက်ထားခဲ့ပါတယ်။ ရုရှားနိုင်ငံတွင်းကလေတပ်စခန်းများစွာနဲ့နီးတဲ့နေရာတွေကိုထရက်ကားတွေရောက်ရှိသွားတဲ့အခါခေါင်မိုးတွေပွင့်လာပြီးဒရုန်းတွေလေထဲကိုပြန်တက်သွားတာရုရှားတပ်ရင်းတွေနဲ့စစ်ပစ္စည်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်ယူကရိန်းသမ္မတဗိုလိုဒီမီယာဗလန်ဇယ်လန်စကီနဲ့ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု SPU ရဲ့ကိုလ်ဇလေရီရဲ့အဆိုအရ18လကျော်အောင်ကြာအောင်စီစဉ်ခဲ့တဲ့ဒီဒီချိန်တိုက်ခိုက်မှုကဒေါ်လာ9ဘီလီယံလောက်ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာအကြောင်းမျိုးမျိုးကြောင့်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး နောက်ဆက်တဲ့တိုက်ခိုက်မှုတွေနဲ့အတူစစ်ပွဲရဲ့အရေးကြီးတဲ့အချိန်မှာယူကရိန်းဟာတန်ဖိုးရှိတဲ့အချိန်ဟုန်ကိုရရှိနေတာရှင်းပါတယ်။မကြသေးမီကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အပြစ်ခတ်ရစရေးကြိုးပမ်းမှုတွေကမအောင်မြင်ခဲ့ပါဘူး။ပူတင်ကယူကရိန်းကိုရုရှားမျက်နှာသာပေးတဲ့စီကံချက်တွေကိုသဘောတူဖို့တောင်းဆိုခဲ့ပါတယ်။သူကယူကရိန်းကိုအတင်းချက်ဖိအားပေးပြီးသူ့လိုချင်တာတွေရယူနိုင်မယ်လို့ယူဆနေပါတယ်။ဒါမှသူ့ရဲ့ယူကရိန်းကျူးကျော်မှုကကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီး ရုရှားပြည်သူတွေနဲ့သူ့ကိုအာဏာရအောင်ကူညီပေးတဲ့ကျွယ်ဝသူတွေရဲ့မျက်စိထဲမှာသူ့ရဲ့ဂုံသိက္ခာကိုမထိခိုက်စေချင်လို့ပါပဲ။ဒါပေမဲ့ပူတင်ဘယ်လိုပဲလှည့်သားပြောဆိုပါစေဒီစစ်ပွဲရဲ့အေးဆက်ခတ်ခဲတဲ့အမှန်တရားတွေကတော့ရှင်းရှင်းလင်းလင်းမြင်သာနေပါဗျ။ရုရှားစစ်သား2သိန်းခွဲကျော်ဟာဒီစစ်ပွဲမှာအသက်ဆုံးရှုံးခဲ့ရပြီပါဗျ။ထောင်ပေါင်းများစွာဒဏ်ရာရခဲ့ကြပြီးရုရှားဟာမကြခင်မှာမလိုလားတဲ့ဆိုးရွားတဲ့သေဆုံးထိခိုက်ဒဏ်ရာရရှိသူတပ်တန်းကျော်ကိုကျော်လွန်တော့မှာဖြစ်ပါဗျ။ နေ့စဉ်နဲ့အမျှလူပေါင်းတထောင်ခန့်သေဆုံးတာဒဏ်ရာရတာတွေရှိနေပါတယ်။မြေပြင်မှာတော့ရုရှားဟာလိတ်လို့ဖြည်းဖြည်းလေးသာနေမြေသိမ်းပိုင်နိုင်ပြီးစစ်လက်နက်ပစ္စည်းအများအများဆုံးရှုံးနေပါတယ်။သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကမှစိတ်တကြဆင်းမှုတွေလည်းပုံပုံများပြားလာတယ်လို့သတင်းတွေကဖော်ပြနေပြီးစီးပွားရေးကလည်းတိတာတဲ့ဖိအားတွေအောက်ရောက်ရှိနေပါတယ်။ယူကရိန်းကလည်းရခိုင်ကထက်ပုံပုံတိုက်ခိုက်လို့စိတ်ရှိနေပြီးတိုက်ခိုက်နိုင်စွမ်းရှိနေတာကြောင့်စစ်ပွဲရဲ့လာရကတေကြပေါက်ပြောင်းလဲစပြူလာနေပါပြီ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။